โอเคရေကိုင်းနီးလွဲမနေတဲ့တချို့ညီငယ်လေးတွေကိုစကားလက်ဆောင်လေးကျွန်တော်ပြောခြင်းတယ်ညီငယ်လေးဆိုတာတချို့ဆရာကြီးတွေလည်းကျွန်တော်တွေ့နေရတယ်ဒါဗီဒီယိုရိုက်တုန်းခဏပဲပြောတာပြောတာလားတော့မသိဘူးပေါ့နော်ဝိုင်းထဲမှာလည်းကျွန်တော်တစ်ခါတစ်ခါတွေ့ပါတယ်โอเคရေကိုင်းနီးနည်းနည်းလွဲတာလေးကျွန်တော်ပြောပြမယ်နော်ဘယ်လိုလွဲရသလဲဆိုတော့ကြက်ကောင်ရေကိုင်းဘယ်ကစကိုင်းရမလဲဆိုတော့အဲ့ကစလွဲတယ်အဲ့ဒါလေးပြောပြမယ်နော်ကြက်ကောင်ကိုကျွန်တော်ရေကိုင်းပထမဆုံးရေကို ကိုရေစွတ်တယ်ရေညှစ်တယ်။ဟုတ်ကဲ့ပြီးရင်ပထမဆုံးဒူးကစားကြရတယ်ဗျာ။သိလား။ဒူးကိုဒူးနှစ်ဖက်ရေအဝင်းနဲ့ဆုပ်ပြီးမှတဆင်ချင်းသွားတယ်ဖင်သဘူးနော်ဖင်သဘူးကိုရေဆွဲပြီးသူမဘိုက်တောင်ကြားမျက်နှာအဲ့လိုတဆင်ချင်းသွားပါတယ်နော်တချို့လွဲမှနေအရာလေးတွေ့တယ်ဘာလဲဆိုတော့ဝိုင်းထဲမှာနေပူပူကြီးကနေပြီးတော့အဲကျွန်တော်ပြင်တာအခုလိုကာလမှာ ပိုအရေးကြီးတယ်နော်အဒီကာလမှာကျွန်တော်ဒါလေးကပို့ပြီးအရေးကြီးပြောရတယ်ဒီလိုအပူပြင်းတဲ့ကာလမှာကျွန်တော်ဒီအကြောင်းအရာအရင်အရေးကြီးတယ်မဲချီလိုပေါ့ပေါ့လေးထင်တော့ကြက်ကောင်ဆုံးရှုံးသွားတဲ့အနေအထားထီအောင်ဖြစ်သွားနိုင်တယ်အခုကျွန်တော်ပြောတဲ့အကြောင်းအရာပေါ့ပေါ့လေးတော့မတွက်ပါနဲ့ဘာဖြစ်လို့လဲကျွန်တော်ပြောပြမယ်နော်ကျတဲ့ကောင်ကိုတချို့လူတွေဝမ်းနေမှာဗျဆန်ကဲနေစီလာတယ်ဝမ်းနေရောကြက်မောနေရေးလေးပဲလေမှုတ်ကန်လိုက်ပါအောင်ဆိုဆန်ကဲဘွားချခဏလေးနားပြီးတော့ဖူးသူမျက်နှာကြီးရေးပိတ်မှုတ်တယ်နော်ပြေးပြေးရေးတွေပဲတိုက်အပြီးမှဂျိုင်းတွေပါထွေးတယ် အဲနောက်ဆုံးဦးကြမှာ6ကိုထွေးတယ် no မှားပါတယ်အဲ့ဒါကျွန်တော်အယူအဆကျွန်တော်အယူအဆပဲဖြစ်စေဖြစ်စေစကျွန်တော်တို့ပြောမလို့ဆရာဝန်ကြီးအယူအဆပဲဖြစ်သည်ဖြစ်သည်ဒါမှားပါတယ်ကျွန်တော်တို့ကြံတာမကြည့်နဲ့လူတွေဟိုခလေးတွေပဲဖြစ်ဖြစ်လူကြီးပဲဖြစ်ဖြစ်ကျွန်တော်တို့ပူပြင်းတဲ့ကာလမှာပဲဖြစ်ဖြစ်အေးတဲ့ကာလမှာပဲဖြစ်ဖြစ်ရေချိုးတော့မယ်ဆိုရင်ကျွန်တော်ဘယ်ဥစလောင်းခိုင်းလဲဒူးဥစလောင်းရပါတယ်ဒါလူပဲဖြစ်ဖြစ်တလိပ်ဆံပဲဖြစ်ဖြစ်ခလေးပဲဖြစ်ဖြစ်ကျွန်တော်ဆရာဝန်ကြီးပြောတယ်ရေချိုးကနေဒူးအောက်ကိုရေချိုးအောင်လောင်း သူကနေအပူထွက်ပြီးဆိုမှကျွန်တော်တို့ကိုလုံးကိုလောင်းနောက်ဆုံးပိတ်ချက်ပါခေါင်းရှုံရင်ခေါင်းကိုလောင်းအဲ့လိုမျိုးပဲနေပူတဲ့ပြန်လာတဲ့လူတယောက်နော်ခေါင်းမော်တက်ရေလောင်းလိုက်တယ်ဒိုင်းငယ်တွေးတက်ပြီးဦးနောက်သွေးကျပြက်ပြီးသေးတာရေပါအဲ့ကစရတယ်ဗျအဲကျက်လေးတူတူပဲကျွန်တော်တို့ကျက်ကိုဝိုင်းထဲမှာရေကန်ရေကန်တာပဲဖြစ်ဖြစ်ဝိုင်းပြန်လာလို့ရေကန်တာပဲဖြစ်ဖြစ်ညနေနေပူလို့ကျက်တွေနေကင်းနေပူလို့ရေကန်တာပဲဖြစ်ဖြစ်သူကနေစကိုင်မှာသူကနေမှာဖင်သူဘုကနေအပူထုတ်ပါဖင်သူဘုကနေမှာ bike ဂျိုင်းကိုစကိုင်ရပါတယ် ဘာမှမဟုတ်ဘဲနဲ့ဂျိုင်းရေပိတ်ထွေးရတော့ဒီမျက်နှာတွေရေပိတ်ထွေးလိုက်တာတော့ကတက်ကိုချွဲထသွားတာတော့ဒီလားအဲအမျိုးမျိုးသောကျမ်းမာရေးပေါ့လေအဲရေကင်မလို့အပူရှက်ထားတော့ဒီလားကြက်အဖျားဝင်သွားတာတော့အဲ့လိုမျိုးဖြစ်တဲ့ကျမ်းမာရေးတွေအများကြီးဖြစ်တယ်။ Okay အဲ့ဒါလေးကျွန်တော်ပြောပြတာနောက်တစ်ခုကကြက်တွေကိုရှေ့လူကြီးလည်းပြောတယ်။ကြက်တွေကိုရေကင်ပြီးရင်ရေပြောင်းတော့ပါရေပြောင်းတော့ပါနဲ့။ဒါလူတိုင်းလည်းပြောပါတယ်အခုနောက်음 TikTok ပေါ်မှာဟော စေနီးပညာပြောနေတဲ့ကျတမားတွေလည်းတက်ကိုကိုင်းရင်ရေပြောင်းတော့ပါပြောတယ်ဒါပေမဲ့ဘာကြောင့်ပြောင်းတော့ခိုင်းတယ်လဲတချို့လူငယ်လေးကြမသိဘူးရေပြောင်းတော့ပါဆိုတချို့ကောင်းနေကြခုနောက်ကောင်းနေကြတော့ခစ်ကလည်းနည်းနည်းလေးကျွန်တော်တို့တိုးတက်လာတဲ့ခစ်လူတွေလည်းစိတ်တွေလည်းမြန်မြန်ဆန်ဆန်ဆိုတော့ရေကိုင်းပြီးတော့ပြောင်းပါမတုတ်လို့မတုတ်တော့ဘူးနေဘောဘလက်ရှိနဲ့ပွတ်တက်ပြီးလှုပ်ပလိုက်တယ်ပြီးတော့ရောကွာရေကိုင်းပြီးတာပဲကွာရေပြောင်းမတုတ်လေဘာမှပြဿနာမရှိပါဘူးဆိုတော့အတွေးမှားတဲ့ရှုပ်ညီငယ်လေးတွေရှိတယ်အဲ့ဒါလေးထပ်ပြောကြမယ်နော် ရေ ိုကင်ပြီးတော့ရေပြောင်းတော့ခိုင်းတာဘာကြောင့်တော့ဆိုတော့အဲဗီဒီယိုက3မိနစ်ကျော်ပါပြီဆိုတော့အဲ့ဗီဒီယိုလေးကိုကျွန်တော်နောက်ထပ်အပိုင်းနှစ်အနေနဲ့ကျွန်တော် TikTok ထဲမှာတင်ပေးထားမယ်အဲ့ဒါလေးနောက်ဗီဒီယိုကြမှာညီကိုလေးတစ်ချက်လောက်ကြည့်လိုက်တော့เนาะအဲ့ဟာတွေပါကျွန်တော်ဆက်ပြောင်းနေဒီမှာဗီဒီယိုကရှင်းတော့မှာဆိုလို့လက်ရှိ3မိနစ်ကျော်ပါပြီโอเค အရေးကိုင်းပြီးရေပြောင်တော့ရတာဘာကြောင့်လို့ဆိုတော့ကျွန်တော်နောက်ထပ်ဗီဒီယိုမှာပြောမယ်အခုလက်ရှိကတော့ရေကိုင်းကြီးကိုအဓိကထားပြောတာပါနော်ဒူးကစကိုင်းမှာဒူးကနေမှာဖင်းဖင်းတဲ့ဘူးဖင်းတဲ့ဘူးကနေမှာဘိုက်ကနေမှာဂျိုင်းကနေမှာခေါင်းကိုသွားကိုင်းမှာလို့အဓိကအဲ့ဟာလေးကျွန်တော်ပြောချင်တာနော်လက်ဆိုတော့ကျွန်တော်လည်းသဘောတူတယ်လိုက်နာမယ်ဆိုရင်လိုက်နာသဘောမတူဘူးကွဲပြားမယ်ငါကဖဲကိုင်းကိုင်းဘာဖြစ်ပေါ့ကွာဆိုရင်လည်းသဘောကိုင်းလို့ရတယ်နော်ကျွန်တော်တော့ကောင်းလို့ရရလေးဘူးတူတာဖြစ်ချပါ